သရိုးသားရန်ငါးယောက်နဲ့အတူခန်းနာတဲ့မင်္ဂလာပွဲစည်းကျင်းပတော့မယ့်ပိုင်းတကွန်ရန်ကုန်ဆယ်လီနျူပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်ပရိသတ်များရှင်ပိုင်းတကွန်ရဲ့မင်္ဂလာပွဲစည်းကတော့ပရိသတ်မျှော်လင့်ထားတဲ့အတိုင်းရောက်ရှိလို့လာပြီးဖြစ်ပါတယ်။ဟန်မြင့်ပေးနာမှာချစ်သူကို propose လုပ်တဲ့အချိန်ကစပြီးဒီကနေ့ဒီချိန်ကာလထိပရိသတ်တွေအလုံးကပိုင်းတကွန်တရားမင်္ဂလာပွဲကိုဘယ်လိုပုံစံမျိုးနဲ့များကျင်းပသွားမလဲဆိုပြီးရှင်းကုန်စွာစောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ပိုင်းတကွန်နဲ့ချစ်သူကမာလီစမိုင်းတို့ကချစ်သူရီးစားဖြစ်လာတာ လေးနှစ်ရှိသွားပြီဖြစ်ပြီးဂတိတီလာတဲ့ပိုင်တကွန်ကအသက်28နှစ်ချစ်သူတက်တန်းလေးနှစ်မှာချစ်သူစမိုင်းကိုလက်ထပ်မယ်ဆိုတဲ့ဂတိကိုတည်နိုင်ခဲ့တာဖြစ်ပါတယ်ချစ်သူတက်တန်းတစ်ချောင်းတောက်လျှောက်ဆိုသလိုလဲပိုင်တကွန်ဘက်ကအလုပ်တွေကိုဇက်တိုက်ကြိုးစားနေခဲ့တယ်လို့ချစ်သူကောင်မလေးစမိုင်းကလည်းပိုင်တကွန်အတွက်တကယ့်ကိုပါရင်ဖြစ်ဘက်ကဖြစ်ရက်တည်ခဲ့တယ်လို့သိရပါတယ်သူတို့နှစ်ဦးရဲ့ဖြူမှုနေထိုင်မှုပုံစံတွေကဘေးကကြီးရတဲ့သူတွေတောင်မှအားကျလို့နေခဲ့တာပဲဖြစ်ပါတယ်ဟန်မြင့်ဘေးနားလေးမှာပထမဦးဆုံးအနေနဲ့ propose လုပ်ပြီးလက်ထပ်ခွင့်တောင်းတဲ့နေ့ကပြီး ီယိုဖိုင်တွေဟာဆိုရင်လည်းပရိသတ်တွေကြားထဲမှာတော်တော်လေးကိုပြန့်နှံ့သွားခဲ့တာဖြစ်ပြီးအမျိုးသမီးတို့တွေအားလုံးကပိုင်းဒဂွန်ကိုလိုချင်တဲ့အထိဖြစ်သွားခဲ့ရတာဖြစ်ပါတယ်။ပိုင်းဒဂွန်လိုဂတိသစ္စာတည်တဲ့ယောက်ျားမျိုးအများကြီးကိုပိုင်းဆိုင်ခြင်းကြတာပါ။ဒီလိုမျိုးချစ်ချင်းတွေခံနေရတဲ့ပိုင်းဒဂွန်ရဲ့မင်္ဂလာပွဲအတွက်လည်းပရိသတ်တွေကမျှော်လင့်နေကြတာပါ။ဇွန်လ14ရက်နေ့မှာဆိုရင်တော့ပရိသတ်တွေမျောလင့်နေတဲ့ပိုင်းဒဂွန်ရဲ့မင်္ဂလာပွဲကြီးကိုတွေ့မြင်ရတော့မှာပဲဖြစ်ပါတယ်။ပိုင်းဒဂွန်ရဲ့မင်္ဂလာပွဲမှာတော့ချစ်ခင်လေးစားရတဲ့အမှုပညာညီအ ကိုမောင်နှမဆရာ သမားရင်းနဲ့တူခြေစနီးလေးလင်းမြဘူးဘက်ကစီးပွားရေးလုပ်ငန်းရှင်များစွာကတက်ရောက်ကြမယ်လို့သိရပါဗျ။ပိုင်းတကွင်းရဲ့မင်္ဂလာပွဲကိုအားပေးချီးမြှင့်ကြမယ့်ပုံကိုယ်တွေကများလွန်လာကြောင်း အခြားသူတွေရဲ့မင်္ဂလာပွဲတွေနဲ့မတူပဲအထူးစီကတိုင်းမြိုင်လေးမှာတည်ကြပါတယ်။ပိုင်တကွန်ကမင်္ဂလာပွဲအတွက်ပြင်ဆင်တဲ့အရာတွေကိုလည်းတူတူသိသိသာဆောင်ရွက်ခဲ့တာဖြစ်ပြီးဖိတ်စာဝေးတဲ့နေရာမှာဆိုရင်လည်းရိုးရှင်းလာတဲ့ဖိတ်စာကြောင်းအားလုံးကလေးစားချီးကျူးနေရတာပါ။ဂုံပကန္တနာကင်းမဲ့တဲ့ဖိတ်စာကိုကြည့်ပြီးပရိသတ်တွေနဲ့ဖိတ်ခံရတဲ့အမှုပညာရှင်တွေအကုန်လုံးကပိုင်တကွန်တို့ရဲ့ရိုးရှင်းလာတဲ့စိတ်ထားအတွက်ချီးကျူးနေကြတာပဲဖြစ်ပါတယ်။မနေ့ကမှကျင်းပမဲ့မင်္ဂလာပွဲကြီးမှဆိုရင်လည်းပိုင်တကွန်ကသူတို့သားရန်၅ရောက်နေတူ င်ပသွားမှာဖြစ်တယ်လို့သိရပါတယ်။ပိုင်ရဂွန်ရဲ့မင်္ဂလာပွဲကြီးမှာသရိုးသားရန်တွေဖြင့်အောင်ရဲလင်းအလင်းရောင် ငိမ့်တော့တင်စားလင်းရောင်အေဂျန်မောင်အစားရှိရဲ့နိုင်ငံကျော်အမှုပညာရှင်တွေကသတို့သားရန်တွေဖြစ်ပါဝင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါရင်မြန်မာဆန်ဆန်နဲ့ခန်းနာထေဝါလာတဲ့စူလျိုင်းရစ်ပတ်မင်္ဂလာပွဲကြီးအတွက်ပိုင်းတကွန်တရားပြင်ဆင်နေခဲ့တာဖြစ်ပြီးပရိသတ်တွေကလည်းပိုင်းတကွန်ရဲ့မင်္ဂလာပွဲအတွက်ရင်ခုန်စိတ်လှုပ်ရှားနေကြပါတယ်ရိုးရှင်းလာတဲ့မင်္ဂလာပွဲကြီးမှာဘယ်လိုမျိုးတွေခန်းနာထေဝါစွာပြင်ဆင်ဆောင်ရွက်ထားမလဲဆိုတာကိုလည်းပရိသတ်တွေကမကြခင်မှာတွေ့မြင်ရတော့မှာဖြစ်ပါတယ်ပိုင်းတကွန်အနေနဲ့မင်္ဂလာပွဲကြီးကိုနှစ်ပွဲ ကျင်းပသွားမှာဖြစ်ပြီးမြန်မာရိုးရာထုံတမ်းအစဉ်လာမနက်ခင်းမင်္ဂလာပွဲစီနဲ့ညတင်နာပွဲတို့ကျင်းပသွားမယ်လို့သိရပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောသတို့သားရန်၅ရောက်နေတူခန္ဓာထေဝါစွာကျင်းပတော့မယ်ပိုင်းတကွင်းရဲ့မင်္ဂလာပွဲကြီးအတွက်ဘလို့ဆူတောင်းစကားတွေပြောကြကြလဲဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်